ရဲ့မေကွန်ဖြစ်တယ်ပထမဆုံးဆိုင်ပြီးတော့ယုသိစွာမေလျောက်ပါသည်ဖျားယဟန်တော်များလမ်းပေါ်ထွက်၍ဆန္ဒပြခြင်းသည်မြည်သည့်သိခါဘုံများနှင့်ညီဆွနေပါသည်ဒီမိုကရေစီမေကွန်နဲ့တူပကာတနိယကံလောက်တာတခုရှင်းပြတော့ မြို့ထဲမှာဆန္ဒပြတယ်ဆိုတဲ့အခါမှာသင်္ကန်းယုတ်ပြီးတော့ဒီမိနိတ္တခဘုမဖောက်ဖြဲ့ရင်တော့ဆန္ဒပြတယ်ဆိုတာနဲ့တော့တိတ်ခဘုနဲ့ညီဆွန်းစရာအကြောင်းရှိဘူးเนาะဆန္ဒကိုထုတ်ဖော်တာအများကိုသိအောင်လုပ်တယ်ဆိုတဲ့နေရာနဲ့အဲတခုတော့မှတ်ရမယ် strike နဲ့ right off ကိုကွဲအောင်ကြည့်ရ strike လောက်တာလား right off လား r i g h o ဆိုတာအကျံဖက်တဲ့အဓိကရုံးလောက်တာဖြက်စီးတာဝါဒီယာတွေဖြက်စီးတယ်အဲ့ဒါဆိုရင်တော့ right out လို့ခေါ်တာပေါ့ right out မဟုတ်ဘဲနဲ့ strike strike ဆိုတာကြတော့ကိုယ်ဆန္ဒအထုတ်ပေါ်ပြရတယ်အဲ့ဒါလို့ strike ကတော့ဥပမာပဲ hunger strike ဆိုသူကသူအိတ်နေတာပဲလေအဲ့တော့ strike ဆိုတာဆိုရင်ကတော့အပြစ်ရှိစရာတော့အကြောင်းမရှိဘူး ဥပမာတစ်ခုပြောပြရမယ်ဆိုရင်ဆန္ဒပြတယ်လို့ခုခေတ်လို့ခေါ်ရင်ခေါ်အောင်ပေါ့ဆန္ဒထုတ်ဖော်တယ်လို့ထုတ်ဖော်တာနဲ့ပြတာဘာကွဲတယ်ထင်စကားလည်းရင်းရင်းကြီးကြီးလေးတုံတဲ့အခါမှာတမျိုးပေါ့နော်အဲ့တော့ဒီဝဒပြဿနာပေါ်လာကနေမှာရှင်သာရိပုတ္တရာနဲ့ ယဟန်နေရာရမျိုးထဲမှာဆန္ဒပြကြားဖို့ကြလားအဲကြားဖို့ရင်ပြောပြဒီပဒကမြတ်စွာဘုရားကိုဆန့်ကျင်ပြီးတော့သူရဆုံးမှုမကင်းတဲ့အလုပ်တွေလုပ်တော့မှဘုရားအသိတယ်တိတဲ့အခါကျတော့မြတ်စွာဘုရားရှင်သာရိပုတ္တရာကိုဥဆောင်ခိုင်းပြီးတော့ပကာတနိယကံဆိုတာပကာတနိယကံပြုခိုင်းတယ် ပကတိယရဲ့အဓိပ္ပာယ်ကဘာလို့ဆိုဒေဝရရဲ့သဘောထားနဲ့ဘုရားသာသနာကျန်တဲ့ယဟန်တွေရဲ့သဘောထားဟာမတူတာကိုထုတ်ဖို့ပြတာဒါလည်းဆန္ဒပြတာနော်ဘလို့ထုတ်ဖို့ပြီးရာဇဂျုံမြို့ထဲမှာရှင်သာရိပုတ္တရာခေါင်းဆောင်ပြီးတော့လိုက်ပြောရတယ်ဒေဝရရဲ့သဘောထားဟာအရင်တုန်းကတစ်မျိုးအခုတစ်မျိုးဖြစ်နေပြီ ဒေဝရံလုံးသမျှကိစ္စတွေဟာသာသနာနဲ့မဆိုင်ဘူး။ကျန်တဲ့ယဟန်နေနဲ့မဆိုင်ဘူး။ဒေဝရံနဲ့သာဆိုင်နေဆိုတာကိုထုတ်ဖို့ချိန်ညာပြီးတော့မျိုးထဲမှာလှည့်ပြီးပြောတာရှိတယ်။အဲ့ဒါကိုတနည်းအားဖြင့်ပြောမယ်ဆိုရင်ဒါဆန္ဒပြတာပဲပေါ့။အဲ့ဒီလိုပြတဲ့နဲ့အချိန်မှာ ပြတာအကောင်းဘက်ကိုဥတည်ပြီးတော့ပြတာ။အပြည့်ရလို့ပြောเสียအောင်အကြောင်းမရှိဘူးပေါ့။ခုနလို right off ဆိုတာမျိုးလို့ မိရှုမယ်ဖြည့်စည်းမယ်ဆိုရင်တော့မိရှုတဲ့ဖြည့်စည်းတဲ့အပြစ်ကတော့ရှိလာအဲ့ဒါကြတော့ right out လို့ခေါ်တာပဲဒီ strike ဆိုတာကြတော့ကိုယ့်ရဲ့ဆန္ဒကိုထုတ်ဖော်တာများသိအောင်ခြေညာတာတော့လုပ်ရတာအဲ့ဒါလို့လှုပ်ခြင်းကြောင့်ညီသည့်တိတ်ခါပုဂ္ဂိုလ်ညီသည့်တိတ်ခါဘုံနဲ့ညီဆွမ်းပါတဲ့နေစေမြတ်စွာဘုရားကခြေတန်းရန်တို့ဆန္ဒမပြရဘူးဆန္ဒပြရင်အာဘသင့်စေလို့ပြညတ်ထားတာမရှိဘူးအဲ့တော့ ဥပ္ပရေမရှိသည့်အတွက်ကြောင့်ဘယ်သိခါဘုံနဲ့မှညီဆွန်းစရာမရှိဘူးသို့တော့ညီဆွန်းနိုင်တာပါလဲဆိုရင်ညိုရဲရွာထဲမှာဒီသင်္ကားယုံသွားမယ်နော်ဒီမျက်လွာချပြီးတော့သွားမယ်ဆိုရင်တိခိယသိခါဘုံမှာလိုက်နိုင်ရမယ်ဟာလေးတွေရှိတယ်အဲ့ဒီအတိုင်လိုက်နိုင်ရင်တော့ဒါဆန္ဒပြတာနဲ့မဆိုင်ဘူးသွားရလာတာနဲ့ဆိုင်တယ်ပေါ့နော်အဲ့လိုသာရှိတယ်အဲမို့ဒီမေကုံးကအဲ့လိုပဲမှန်အောင်ပါပဲနော်